မင်္ဂလာပါဒီနေ့ဆက်ပြီးရှင်းပြပေးမှာကအခန်းစလီနေရတံမိုးများကိုအသုံးပြုရွေးသွက်ခြင်းစာမျက်နှာ130 133နံပါတ်9ပဲဖြစ်ပါတယ်ဇင်စင်ဝယ်လူသည့်ပစ္စည်းများနဲ့တံပိုးများကိုဇရာတွင်ပြထားသည်ဇင်စင်ကဒီပစ္စည်းတွေဝယ်ခြင်းနဲ့ရုပ်ပြစာအုပ်ရဲ့အဘိဓာန်ရဲ့ပုံမြင်စာအုပ်ရဲ့မြေပုံရဲ့ကိုဝယ်ခြင်းနဲ့ အဲ့မှာသူကတန်မိုးတွေပေးထားတယ်။ရုပ်ပြစာအုပ်က1850အဘိဓာန်က3200ပုံမြင်စာအုပ်က1450မြေပုံက1900ဆိုပြီးတော့ရှိတယ်ပေါ့နော်။ကြတာဆိုရင်ကကြီးကစဉ်စဉ်ဒီတထောင်ချက်ဖြစ်ပစ္စည်းအလုံးကိုဝယ်နိုင်ဝယ်နိုင်ပါသလား။ပုံကြငွေစုစုပေါင်းခံမှန်းပြီးဖြည့်ပါ။ဆိုတော့ဆရာမတို့စီမှာဒီခံမှန်းလို့ရတဲ့နီးလန်းဒီရှေ့ဒီတိုးပြီးခံမှန်းတာရှိတယ်။ ရှေ့မှာလေ့လာခဲ့တာပေါ့နော်ရှော့ပြီးတော့ခံမန်းနာရှိတယ်ရှော့ပြီးခံမန်းနာရှိတယ်တိုးလည်းမတိုးတော့ဘူးရှော့လည်းမရှော့ပဲနဲ့ဟိုးရှေ့ကအခန်းထဲကလိုမျိုးဥပမာ1850ဆိုလို့ရှိရင်ရှေ့ဆိုတော့ရှေ့ကိုနှစ်တိုးလိုက်မယ်2000 2000ဆိုပြီးတော့ခံမှန်းမယ်ဒါ3200ဆိုရင်3000ဆိုပြီးတော့ခံမှန်းမယ်1450ဆိုလို့ရှိရင်1000ဆိုပြီးတော့ခံမှန်းမယ်1900ဆိုရင်2000ဆိုပြီးတော့ခံမှန်းမယ်အဲ့လိုမျိုးဟိုးရှိတ်ကနီးလန်းပေါ့နော်အခန်း9300လေးလာခဲ့တဲ့အတိုင်းလည်းခံမှန်းလို့ရတယ်ဒါပေမဲ့ဒီမှာစမစစကြည့်မယ် ဇင်းဇင်းသည်တထောင်ချက်ဖြင့်ပစ္စည်းအလုံးကိုဝယ်နိုင်ပါသလားကုန်ကြဝယ်စုစုပေါင်းကိုခန့်မှန်းပြီးပြောပါဆိုတော့ဆရာတို့ကဒါဘလို့အဖြစ်သူ့ကိုခန့်မှန်းရမလဲဆိုတော့တိုးပြီးတော့မှခန့်မှန်းကြည့်ရမယ်ဒါသည်ပြီးခဲ့တဲ့ဗီဒီယိုမှာဆရာမရှင်းပြထားတဲ့အတိုင်းဒီဘက်ကစာမျက်နှာ130နှစ်မှာဘူးခွန်နေပေါ့နော်ဘူးခွန်နေသည်ဒီကားထဲမှာဆိုလို့ရှိရင်900ကီလိုဂရမ်အလေးချိန်ကိုတည်နိုင်တယ်ဆိုတော့အဲ့ဒီခါမှာသူတို့ကောက်လာတဲ့ဘူးခွန်အရေအတွက်ရဲ့ အလေးချိန်ကိုတည်နိုင်လားမတည်နိုင်ဘူးလားဆိုပြီးတော့မှဒီဘက်ကပေါ့နော်130နှစ်မှာရှင်းပြထားတဲ့အတိုင်းဆိုလို့ရှိရင်သူကတိုးပြီးခံမှန်းထားတာတိုးပြီးခံမှန်းလိုက်လို့900ရရတယ်ဆိုလို့ရှိရင်ကဲတည်ကြတယ်သူတို့ရဲ့ဘုခွန်တွေကိုသူတို့ကောက်ယူရရှိထားတဲ့ဘုခွန်တွေကိုเจ้ามาရှိတဲ့ဂုံတင်ကအသေးတစည်းကတည်နိုင်တယ်ဆိုတာရသွားတာကဲဒါဆိုရင်ကျွန်မတို့လည်းဒါကိုတိုးပြီးတော့ခံမှန်းမယ်တိုးပြီးခံမှန်းလို့ရှိရင်တက်တောင်းရရင်ရမယ်ဒါမှမဟုတ်တက်တောင်းထက်နည်းရင်လည်းနည်းမယ် ဟုတ်လားအဲ့ဒါဆိုရှင်နဲသည်ဖြစ်စီတတောင်းရသည်ဖြစ်စီဒါဒီဆရာမတို့ကသူ့မှာရှိတဲ့ပတ်သက်တတောင်းနဲ့ဝယ်လို့ရတယ်အဲ့လိုမျိုးတိုးပြီးခံမှန်းလိုက်လို့တတောင်းတဲ့ကြော်နေကြတော့မဝယ်နိုင်တော့အဲ့လိုမျိုးလာမှာဟုတ်ပြီနော်အဲ့ဒါဆိုလို့ရှင်ဆရာမတို့ကဘယ်လိုလုပ်မလဲဆိုတော့တိုးပြီးတော့ခံမှန်းပါမယ်အဲ့ဒါဆိုတော့ကြည့်မနော်အဲ့တော့ဆရာမတို့ကဘယ်လိုခံမှန်းပါလဲနီးရထောင်ပြည့်ကိန်းတို့ တိုးပြီးခက်မှန်းခြင်းတိုးပြီးခက်မှန်းတော့လို့ရင်လည်းရတယ်ဒါမှမဟုတ်တိုးပြီးခက်မှန်းခြင်းလို့ရင်လည်းရတယ်ဇရားဆွဲရင်လည်းရတယ်အဓိကသိထားရမှာဒီဘာပဲလဲဆိုတော့ဆရာမတို့ကနီးရထောင်ပြေကင်းကိုတိုးပြီးတော့ခက်မှန်းမယ်ဆိုတဲ့အချက်ကလေးသိလို့ရှိရင်ရသွားပြီဟုတ်ပြီနော်ကဲဒါဆိုတော့ သူ့ဆရာမတို့ဒီပစ္စည်းရဲ့အမီအဲကြက်ပေါ့နော်နီးရထောင်ပြစ်ကင်းတို့တိုးပြီးခမန်းတော့တန်မိုးပါညာရေးချင်လဲရတယ်တကယ်လို့ကိုကမရေးချင်ဘူးဆိုလို့ရှိရင်လဲအဲဒီပစ္စည်းနာမည်ကိုရင်းရင်ဒါမှမဟုတ်တခါတည်းသွားလိုက်ရင်လဲရတယ်ဒါဒီဒီကျောင်းကသွားတဲ့ပုံစံအတိုင်းသွားလိုက်ပါအဲ့တော့ကိုကပစ္စည်းနာမည်ရေးချင်တယ်ဆိုရင်ဒီမှာရုပ်ပြစာပေါ့နော်ကဲနီးရထောင်ပြစ်ကင်းတို့ဆရာမတို့ကတိုးပြီးခမန်းမယ်ဆိုတော့1850ရှိတာတိုးလိုက်တော့2000ကျက်ပေါ့နောက်တစ်ခုက3000နဲ့နေရာ 3200ရှိတယ်3200ကိုဆံမတော့တိုးပြီးခန့်မှန်းမှာဆိုတော့4000ပေါ့ဟုတ်ပြီနော်1450ရှိတယ်1450ကိုတိုးပြီးခန့်မှန်းမယ်ဆိုတော့1000တိုးလိုက်တော့2000ပေါ့နောက်တစ်ခုမြေပုံက1900 1900ကိုတိုးပြီးခန့်မှန်းမယ်သူ့ကိုတိုးပြီးခန့်မှန်းတော့လေ2000ပဲပေါ့ဟုတ်လားကဲဒါဆိုရင်ရသွားပြီအဲ့တော့စုစုပေါင်းကိုဆံမတော့ရှာလိုက်မယ်ပေါင်းလိုက်တဲ့အခါမှာ4 6 8 10 တက်တောင်းအကရရတယ်တက်တောင်းခက်ဆိုတော့ဒီမှာသူဗာမိထားတယ်လဲဆိုဇင်းဇင်းဒီတက်တောင်းချက်ဖြစ်ပစ္စည်းအလုံးကိုဝယ်နိုင်ပါသလားကုန်ကြငွေစုစုပေါင်းခမန်းမီဖြေပါဆိုတော့ဇင်းဇင်းဒီတက်တောင်းချက်ဖြစ်ပစ္စည်းအလုံးကိုဝယ်နိုင်ပါသည်အဲ့လိုမျိုးလေးရေးလိုက်ရုံပဲဟုတ်ပြီနော်အဲ့တော့ဆရာမတို့စာလေးရေးလိုက်ရုံပဲဇင်ဇင်သည်တတောင်းချက်ဖြစ် ပစ္စည်းအလုံးကိုဝယ်နိုင်ပါသည်ပေါ့ဟုတ်ပြီလားအဲ့တော့ကုန်ကြငွေစုစုပေါင်းကိုခန့်မှန်းပါဆိုတော့ကုန်ကြငွေစုစုပေါင်းဒီတထောင်ချက်ဖြစ်သည်လို့ရည်ရင်လည်းရတာပဲဟုတ်လား con cha mẹ sư sư bảo đi tao chắc khẹt ဖြစ်တယ်အဲ့တော့စာရင်းနီးကတော့ကျောင်းဝစာရင်းနီးနဲ့ဒုကျင်မတူပါမယ်ဟုတ်ပြီနော်အဲ့တော့ဒီလိုပဲရေးရမယ်လို့လည်းမဆိုလိုပါဘူးဒီအပြင်ကလေးတို့စီမှာတခြားနီးလန်းနေရှိတယ်ဆိုလို့ရှိရင်လည်းအဲ့ဒီနီးနဲ့ရေးလို့ရပါတယ်ဒါမှမဟုတ်ဆရာမတို့နောက်ထပ် option လေးတစ်ခုပေးလိုက်မယ်ဒီလိုလည်းရေးလို့ရသေးတယ်ဆိုတာလေးကိုပြောပြမယ်နော်ကုန်ကြငွေစုစုပေါင်းကုန်ကြငွေစုစုပေါင်းအများဆုံးပေါ့နော်တထောင်လောက်ကုန်နိုင်မယ်ဆိုတော့အများဆုံး သက်တောင်းချက်ခန့်ဖြစ်သည်ဖြစ်အများဆုံးကတော့သက်တောင်းပဲသက်တောင်းထက်ကတော့လုံးဝမမြအောင်ဆရာမတို့ကတိုးပြီးခံမှန်းထားတာဟုတ်လားဒါဆိုလို့ရှိရင်စဉ်စဉ်ဒီသက်တောင်းချက်ဖြင့်ပစ္စည်းအလုံး ဝယ်ယူနိုင်ပါသည်ပေါ့ရပြီလားအဲ့တော့ဒါကိုအဆင်ပြေတယ်လို့ရေးပါကြရဆိုတော့တထောင်ချက်နဲ့ဝယ်လို့ရပြီ။ဆင်မတော့ဒါဘာဘယ်လိုခံမှန်းလိုက်တာလဲဆိုတော့တိုးပြီးတော့မှခံမှန်းလိုက်တာ။ ဆိုတော့နမခခွေစာအုပ်ဆိုင်တွင်6000ကျပ်ဖိုးထက်ပို၍ဝယ်ယူလျင်ကန်ဆမ်းမဲ့တစ်ခုနိုင်ဖွင့်ပေးသည်တဲ့အဲ့တော့စာအုပ်ဆိုင်မှာ6000ကျပ်ထက်ပို့ပြီးတော့ဝယ်မယ်ဆိုရင်ကန်ဆမ်းမဲ့တစ်ခုနိုင်ဖွင့်ပေးပါရတယ်စဉ်စဉ်ဒီကန်ဆမ်းမဲ့နိုင်ဖွင့်ရနိုင်ပါသလားကုန်ကြငွေစုစုပေါင်းကိုခမန်းမိဖြစ်ပါဆိုတော့ဒီမှာကျတော့ဆရာမတို့ဘာလို့တော့မလဲဆိုတော့ဒီကန်ဆမ်းမဲ့နိုင်ခွင့်ရှိမရှိ ਉਹ ကြတော့ခုနကလေးကဒီအဖြစ်တပေါင်းနဲ့တော့ဆရာမတို့ကသိနေပြီးပြီ6000ဘူးထက်အထက်ဖြစ်တယ် အဲ့ဒီတုန်းကဆရာမတော်တိုးပြီးခံမှန်းထားတာဖြစ်လို့ဒီတစ်ခါဆရာမတော်ကရှော့ပြီးတော့မှခံမှန်းပေးမယ်။ဟုတ်ပြီနော်။အဲ့တော့ခုနလိုမျိုးပဲစာရေးမယ်။အဲ့တော့ဒီတစ်ခါဆရာမတော်ကရှော့ရှော့ပြီးတော့မှခံမှန်းမယ်။နီးရထောင်ပြေကိန်းတို့နီးရထောင်ပြေကိန်းတို့ရှော့ရွှေခံမှန်းတာရှော့ရွှေ ခက်မန်းတော့ကဲတော့ဆရာတို့ကစောင်းနာမည်တွေကလေးတို့ရေးချင်တယ်ဆိုရင်လည်းရုပ်ပြစာအုပ်ညီမြချင်းပေါ့နော်အဲ့လိုမျိုးကြည့်လို့ရတယ်ဆရာမတစ်ခါလဲသွားလိုက်မယ်1850ကဲ1850ကိုဆရာတို့က short ပြီးခက်မန်းမယ်850ကိုဒီဆရာတို့ကထည့်ပြီးမစင်းစားဘူးတထောင်ပေါ့အဘိတဲ့3200 200ကိုထည့်ပြီးမစင်းစားဘူးဆိုတော့3000ပေါ့ပုံမြင်စာအုပ်1450 450ကိုထည့်ပြီးမစင်းစားဘူးဆိုတော့တထောင် ညီပုံက1900နောက်က900ကိုဆင်မတော့ထည့်သွင်းမစင်စားဘူးဆိုတော့1000ပေါ့ဒါဒါဆိုရင်သူတို့အားလုံးကိုပေါင်းလိုက်လို့ရသွားပြီ ပေါင်းမယ်ဆိုတော့1000 4000 5000 6000ဆိုတော့အနည်းဆုံးဒီ6000ရတယ်အနည်းဆုံးဆရာမတော်ကရှော့ပြီးတော့မှခံမှန်လိုက်တာတော့မှအနည်းဆုံးက6000ခန်းရတယ်။ကြည့်ဒါဆိုလို့ရှိရင်ဆရာမတော်ကဘာလို့လဲရလဲဆိုတော့ဇင်းဇင်းဒီအနည်းဆုံးခုနကတော့အများဆုံးကတော့1000 အနည်းဆုံးဒီ6000ခန့်ဝယ်မှာဝယ်မှာဖြစ်တဲ့အတွက်ကြောင့်မလို့သူဒီကန်ဆန်းမဲနိုင်ခွင့်ရှိတယ်။အဲ့တော့စာရေးမယ်စဉ်စဉ်ဒီအာစဉ်စဉ်ဒီမထည့်တော့ဘူးနော်စဉ်စဉ်ဝယ်ယူတော့တန်ဖိုးဒီထောင်ချက် ထက်ဒီမှာဒါမှမဟုတ်အနည်းဆုံး6000ကျပ်လို့ရင်းလေရပို့တဲ့ဖြင့်ကန်ဆယ်မယ်နိုင်ခွင့်ရှိပါသည်ကန်ဆယ်မယ်နိုင်ခွင့်ရှိပါသည်ပေါ့ရနိုင်ပါသည်ပေါ့ဟုတ်လားအဲ့ဒါဆိုလို့ရှိရင်ဆရာမတို့လေ့ကျင့်ခန်းကိုတွားရမယ် လေ့ကျင့်ခန်းကဂိမ်းတစ်ခုစီအမြင့်ဆုံးကနန်းနေရာကိုနီးရယူ၍တက်ပါဆိုတော့အမြင့်ဆုံးကနန်းလို့ပြောတဲ့အတွက်ကြောင့်မလို့ဆမ်မရိုဒီရှေ့ကပုံစံနဲ့အတူတူပဲဟုတ်ပြီနော်အဲ့ခါကျတော့ကကြီးက3400နဲ့6အပေါင်း4828အပေါင်း4000နဲ့92ဆိုတော့ဆမ်မရိုကခံမှန်းမယ်အနည်းအနည်းဆုံးယူမယ်ပေါ့နော်ဆိုတော့အမြင့်ဆုံးကနဲနေရာတို့နီးရာယူပါသူကရှော့ရွေးခံမှန်ခြင်းတိုးရွေးခံမှန်ခြင်းမဟုတ်ဘူးနော် အဲ့တော့နီးရယူမယ်ဆိုတော့ဒီမှာဒီအမြင့်ဆုံးဒီ3000 3000နောက်က400တိုးလို့မရတဲ့ခါကျတော့သူက3000ပဲ4828ကလေးရနောက်က10ဒီ9ထက်များတဲ့အတွက်ကြောင့်10ကိုတိုးလို့ရတယ်ဒါကြောင့်မလို့သူက9000 4092က4နောက်ကဒီ3ည3ညဆိုတော့ရှေ့ကိုတူတူလို့မရဘူးမရတော့ပါလေ4000ပဲကဲဒါဆိုတာအားလုံးကိုပေါင်းလိုက်လို့ရသွားပြီ9ရဲ့3ရဲ့8 ရှစ်ရက်လေးရက်ကစနစ်ဆိုတော့တထောင်နှစ်ထောင်ခက်ဒါလေးပဲရပြီနော်အဲ့တော့ခခွေခခွေက1958ထဲကနေ3116ကိုနှုတ်မယ်1958ဆိုတော့ဆရာမတော်ကအဲဒီတိုးပြီးတော့မှအဒီအမြင့်ဆုံးနေရာအထိနီးရာယူမှာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီ6ဒီရှေ့ကိုတက်တိုးလို့ရတော့9000 နားပြီနော်အဲဒါကကြတော့ဒီကနှစ်ဆိုတော့ရှေ့ကိုတူတူလို့မရတဲ့ခါကြတော့သုံးထားသူ့ဘာလို့မလဲနှုတ်မယ်ဒီလိုတစ်ခါတည်းနှုတ်ရင်လည်းရတယ်ဒီအောက်မှာမမ6ထောင်အနုတ်3000ဆိုလည်းရတယ်ဟုတ်လားအဲဆရာမတို့ဒီတိုင်းပဲတစ်ခါတည်းနှုတ်လိုက်ပါမယ်ကိုရီးယား3ခုလို့တော့6ဆိုတော့အဖြေဒီ6ထောင်ခဲဆိုလည်းရနောက်တစ်ခုက431အမြောက်601 431 601အမြင့်ဆုံးနေရာသည်ခု10ရာရနေရာဒီနေရာကိုခံမရမယ်ဆိုတော့နောက်ကိုကြည့်မယ်1တစ်ဆိုတော့တစ်တိုးလို့မရတော့သူက4ရာပဲဒါကကြတော့3ညဆိုတော့ရှေ့ကိုတစ်တိုးလို့မရအောင်ဆိုတော့ဒါလည်းဘယ်လောက်လဲ600ဆိုတော့သူ့နှစ်ခုမြောင်းမယ်3ညတွေက1 2 3 4 6 4 24ဆိုတော့1000လေတောင်ခက်နောက်ခု10ရာ6000တိန် sorry 2000လေးတောင်ခက်နောက်တစ်ခုက 1965အစငါကဲတို့ခမ်းမယ်1965ပြီးတော့မှငါ အမြင့်ဆုံးနေရာလို့ဖြစ်တဲ့ပြောတာဖြစ်တဲ့အတွက်ကြောင့်မလို့ခု100ထောင်ဒီနေရာကိုခန့်မှန်းမယ်ဒီနေရာကိုခန့်မှန်းချင်တာထောင်နေရာကိုခန့်မှန်းချင်တာဆိုတော့နောက်က9ကိုကြည့်မယ်ရာနေရာကိုကြည့်မယ်9ဆိုတော့တက်တိုးလို့ရတယ်တိုးတော့8တီ9ဆိုတော့9ထောင်ရမယ်အဲ့တော့ဒီနေရာပေါ့နော်ကလေးတွေကများသောအားဖြင့်အဲဒီနေရာမှာကြောင်သွားကြတာရှိတယ်ဆရာမတို့ကအမြင့်ဆုံးဒီဒီဒီနေရာပဲရှိတာခုနေရာပဲရှိတာ ဟုတ်လားအမြင့်ဆုံးနေရာဒီခုနေရာပဲရှိတယ်ဒီငါးကိုဒီတက်တိုးလိုက်ပြီးတော့မှ30ဆိုပြီးမှတွက်လာတာကြီးလည်းရှိသလိုငါးကိုဒီတိုးလို့မရဘူးဆိုတဲ့အတွက်ကြောင့်မလို့ငါးအတိုင်းပဲတွက်လာတာကြီးလည်းရှိဟုတ်လားအဲ့ခါကျတော့ဒါဒီကလေးတို့ရဲ့အကြောင်းမှဆ iam မဘလို့တင်မလဲဆိုတဲ့အပေါ်မှာအများကြီးမှတီးပါမယ်အဲ့တော့ငါးဖြစ်တဲ့အတွက်ကြောင့်မလို့ငါးရဲ့ရှိမှာ အာဒီကနေ့တခုခုရှိတယ်ဆိုပြီးမှတိုးလိုက်တာပေါ့နော်အဲ့လိုတိုးလိုက်ပြီးတော့မှတဆယ်နဲ့တွက်လာတာလည်းရှိတတ်တယ်လို့ငါဒီခုနေရာမှာရှိရခုရဲ့နောက်မှာဒီဒသမ၃ညပဲရှိတယ်အဲ့ဒီကဒီငါးကိုတိုးချင်လို့ရှိရင်နောက်ကဒသမရဲ့နောက်က၃ည၁၄စိတ်နေရာကိုကြည့်တော့၁၄စိတ်နေရာဒီ၃ညဖြစ်တဲ့အတွက်ကြောင့်ရှေ့ကိုတက်တိုးလို့ဒီမရအောင်ဆိုတော့ငါးအတိုင်းပဲဆံမတော့တက်မှာ ဟုတ်ပြီနော်အဲ့ခါကျတော့ဒါဘာရလဲဆိုတော့9000အစငါဒီလိုစရရင်လဲစာဆယ်မရှိရပြောတယ်လို့မျိုးပဲဒီ9000ကိုတီ9နဲ့စာဒီလိုစရရင်လဲစာစိုက်တယ်လို့စာဟုတ်လားဆိုတော့မရရဲ့အကျန်းထဲမှာစားလိုက်မယ်ငါတလီငါဟုတ်လားအဲ့တော့ကျန်တာဒီလေးငါ8လီ40ညချင်း3ညဆွဲ3ညလီ3ညနောက်ထပ်3ညချင်း3ညတစ်လုံးထပ်ဆွဲ တုံညာဆိုတော့အဖြေသည်1800ခန့်ဆိုရရနော်စိုက်တယ်လို့တွက်ပါအဲ့တော့ဒီနေရာလေးမှာနည်းနည်းလေးပြဿနာရှိတတ်တယ်ပေါ့နော်ကလေးတွေအတွက်နံပါတ်1ကဘောလုံးကွင်းတစ်ခုတွင်ဤလာအတွက်ဘောလုံးပွဲ၃ပွဲကျင်းပခဲ့သည်ဆိုတော့ဘောလုံးကွင်းမှာတလအတွင်း နော်ဘောလုံးပွဲ၃ပွဲကျင်ပါတယ်ပွဲကြီးပြိတဲ့အရေအတွက်ကတပွဲတပွဲစီမှာမတူဘောနော်၃မျိုးရှိတယ်ဒီမှာတခါပထမတခါသည်4840နောက်တစ်ချိန်က3485နောက်တစ်ချိန်သည်4986ဆိုပြီးတော့မှဒီ၃ပွဲမှာ၃ချိန်ဒီလိုရှိတယ်ကွဲကြီးပြိတဲ့ဆွဆူပေါင်းအည်တွက်ကိုနီးရတောင်းပြေကင်းကဲတောင်းပြေကင်းကိုခံမဲမယ်နီးရတောင်းပြေကင်းတို့ခံမဲပါ နေရတောင်းပြကင်းတို့ခက်မှန်းပါဆိုဆရာမတို့တောင်းပြကင်းတို့ခက်မှန်းရမယ်တိုးချင်းလျှော့ချင်းနဲ့မဆိုင်တော့ဟုတ်ပြီနော်တိုးရွေခက်မှန်းမှာလျှော့ရွေခက်မှန်းမှာမပြောထားဘူးဖြစ်တဲ့အတွက်ကြောင့်မလို့ဆရာမတို့ကအဲ့ဒီဒိုင်းလေးပဲတွက်ပေးရမယ်ကဲအဲ့တော့ပေးထားချက်စာရေးမယ်ဘောလုံးပွဲပေါင်းဘောလုံးပွဲပေါင်းဒီ၃ပွဲဘောလုံးပွဲက၃ပွဲရှိတယ်ပွဲတစ်ပွဲစီအတွက်ပွဲကြီးပြိတ်တဲ့ ပွဲတပွဲစီအတွက်ပွဲကြီးပြိသက်သည်ဒီမှာပထမတစ်ကြိမ်4848ဒုတိယတစ်ကြိမ်3485တတိယတစ်ကြိမ်4986ရောက်ရှိတယ်။ခန့်မှန်းပွဲကြီးပြိသက်စုစုပေါင်းကိုရှာခြင်းနဲ့ရှာခြင်းသည်ခန့်မှန်းပွဲကြီးပြိသက်စုစုပေါင်းကဲစုစုပေါင်းလို့ပြောတာဖြစ်တဲ့အတွက်ကြောင့်မလို့ပေါင်းလိုက်ရုံပဲသူသည်ဆရာမတို့ကိုဘာတွေလုပ်ပြီးမှပေါင်းခိုင်းတာလဲဆိုတော့နီးရာတောင်းပြေကိန်းနီးရာတောင်းပြေကိန်းကိုခန့်မှန်းပြီးတော့မှပေါင်းစီတာ ဆိုတဲ့ခါကျတော့ဆံမလို့ကြည့်ကြအောင်နော်ခု10ရာထောင်တောင်ဒီနေရာကိုခမန်းချင်တယ်နော်ဒါဆိုရင်သူ့ရဲ့နောက်ကိုနောက်ကကင်းကိုကြည့်မယ်ထောင်နေရာကိုကြည့်မယ်ဒီနေရာဒီ3ညဆိုရှေ့ကိုတက်တိုးလို့မရအောင်မရတော့ခုအာဒီလေးတောင်းမယ်ပေါ့နော်ခု10ရာထောင်တောင်လေးတောင်းကဲနောက်တစ်ခုကြည့်မယ်3တောင်း4တောင်းကိုကခမန်းချင်တာဒီတောင်းဆိုတဲ့ဒီနေရာလေးတောင်းပြည့်ကင်းကိုခမန်းချင်နေ။နောက်ကလေးဆိုတော့ရှေ့ကိုတိုးလို့ကမရဘူးမရတော့ 3000ပဲနောက်တစ်ခု4900ဆိုတော့၄ကိုခန့်မှန်းချင်တာဒီတောင်းပြဒီနီးရတောင်းပြကင်းကိုခန့်မှန်းချင်နေနောက်က၄နောက်က6ဆိုတော့ရှေ့ကိုတိုးလို့ရတယ်ရတော့9000 ဒါပြီးတော့ခဲလာဆိုဆက်မလို့ဒါလေးကိုပေါင်းလိုက်ရုံပဲဆိုတော့၄ရက်၃ရက်က9 9 5ကစနစ်ဆိုတော့တသိန်း1000ဆိုရရဟုတ်ပြီနော်အဲ့တော့ဒီမှာဆက်မလို့ရေးလိုက်ရုံပဲမခု10ရာထောင်တောင်းသိန်းတသိန်း1000လူဦးရေဖြစ်တဲ့အတွက်ကြောင့်မလို့ရောက်ခက်တသိန်း1000ရောက်ခက်ဆိုပြီးတော့ရသွားပြီဟုတ်ပြီနော်နောက်နံပါတ်3အပြေးပြိုင်ပတ်လန်းတစ်ခုတည်း 825မီတာရှည်လျားသည်အပြေးပြိုင်ပတ်လန်းနော်ဒီလိုမျိုးအပြေးပြိုင်ပဲလဲအဲ့လိုမျိုးဒီပတ်လန်းမှာပတ်လန်းသည်825မီတာရှည်တဲ့ AAE အကိုဒီနှစ်ဝက်အတွင်းနှစ်ဝက်အတွင်းအဲ့ဒီပတ်လန်းကို290ပတ်ပြေးပါတယ်ဒီလန်းကို290ပတ်ပြေးတယ်ဂိမ်းတစ်ခုစီဤအမြင့်ဆုံးကနေနေရာကိုနီးရယူပြီး အေးအေးဤအကိုပြေးခဲ့သည့်ဆွဆူပါအကွာဝေးကိုခမန်းမှာဆိုတော့တပတ်ပတ်လိုက်တိုင်းပတ်လိုက်တိုင်းဒီ125မီတာပတ်တယ် တပတ်ကို125မီတာနှစ်ပတ်ဆိုလို့ရှိရင်နည်းနည်းမြောက်လိုက်မယ်၃ပတ်ဆိုရင်၃နည်းမြောက်မယ်၄ပတ်ဆိုရင်၄နည်းမြောက်လိုက်ဆရာမတို့ရှာကျင်တာဒီအပတ်ပေါင်းဘယ်လောက်ရှိလဲဆိုတော့290ပတ်ရှိဒါဆိုရင်125နဲ့290နဲ့မြောက်လိုက်လို့ရှိရင်သူစုစုပေါင်းအခွာဝေးဘယ်လောက်ကိုပြေးခဲ့တယ်လဲဆိုတာရသွားမှာဒါပေမဲ့ဒီမှာဒီဆရာမတို့ဘာလို့ရမှာလဲဆိုတော့ ဟင်းတစ်ခုစီအမြင့်ဆုံးကနန်းနေရာကိုနီးရာယူပြီးမှအေးအေးအကိုပြေးခဲ့တဲ့အကွာအဝေးကိုခတ်မှန်းရမယ်ဆိုတော့ဒါတွေကိုမြောက်ဆရာမလိုဘူးအမြင့်ဆုံးကနန်းနေရာကိုခတ်မှန်းပြီးတော့မှတွက်လိုက်ရုံပဲရပြီနော်ဆိုတော့ဇမရပေးထားချက်စာရေးမယ်အပြေးပြိုင်ပတ်လန်းအရှိဒီပတ်လန်းရဲ့အရှိသည်825မီတာရှိတယ်ပြီးတော့အပတ်ပေါင်းသည်290ပတ်ရှိတယ်ဆိုတော့ပြေးခဲ့သည့်စုစုမအကွာအဝေးကိုရှာကျင်တာ ပြေးခဲ့သည်စုစုပေါင်းအကွာအဝေးအဲ့ဒီအကွာအဝေးကိုရှာကျင်တော့825နဲ့290နဲ့မြောက်ပေးရမယ်ခက်မှန်းမိတွက်မှာဆိုတော့သူဒီအမြင့်ဆုံးကနန်းနေရာကိုခက်မှန်းခိုင်းတယ်ဒီနေရာမှာအမြင့်ဆုံးသည်ခု10ရာဒီနေရာအမြင့်ဆုံးပဲဆိုတော့နောက်ဒီအမြင့်ဆုံးနေရာကိုခက်မှန်းမှာဆိုတော့825 125ဆိုတော့ ူရဲ့နောက်ကနှစ်နှစ်ဆိုတော့ရှေ့ကိုတက်တော့လို့မရအောင်ဆိုရင်ရှေ့ရပဲရမယ်။190အမြင့်ဆုံးနေရာကြီး90ရာဆိုတော့နှစ်နောက်ကကိုကိုဖြစ်တဲ့အတွက်ကြောင့်ရှေ့ကိုတက်တော့လို့ရတယ်ရတော့3ဆိုတော့3ရာဆိုလို့ရမယ်ဒီလိုပဲမြောင်မြောင်အလျားလိုက်မြောင်လည်းရတယ်3ရာဒီ1နှစ်34ရှစ်34က24ဟာဗလားအဲ့ခါကျတော့2000နဲ့ sorry ခု10ရ1000 3000 4000 မီတာခန့်ဆိုလို့ရအဲ့တော့အမှအဖြေရေးပေးမယ်ဖြေခဲ့သည့်စုစုပေါင်းအကွာဝေးသည်2300မီတာခန့်နောက်တစ်ခုနံပါတ်၄ဣဒဘတ်တွင်ကြက်ချံတစ်ချံမှကြက်ဥ 9906လုံးရရှိသည်တက်ချန်ကလည်းကျဲဦးတလောက်ရတယ်88စီတွင်ကျဲဦး78လုံးစီထဲမယ်အဲ့တော့ရထားတဲ့ဒီ9906လုံးကို88စီ88စီမှာခွဲထဲမယ်88စီမှာဒီ78လုံး78လုံးနဲ့ခွဲထဲလိုက်တဲ့အခါမှာ8မီမြခန့်ပြုတ်လို့ရမည်နီးတဲ့အဲ့တော့8ဒီဘလောက်လို့မလဲပေါ့ အဲ့ဆိုတော့ကိန်းတစ်ခုစီအမြင့်ဆုံးကနဲနေရာကိုနေရာယူမယ်ပြီးတော့မှအဲ့လိုနေရာယူပြီးတော့ပြုတ်လို့ရမယ်အဲ့အတွေ့အရေအတွက်စုစုပေါင်းကိုဆမရောကအဲရှာပြီးမယ်ပေါ့နော်အဲ့တော့ဆမရောဒီမှာစုစုပေါင်းကျက်ဥရှိတာဒီ9,906လုံးတအိတ်စီမှာထည့်မှဒီ18လုံးလေဒါဆိုလို့ရှိရင်ခွဲပြီးတော့မှထည့်မှဖြစ်တဲ့အတွက်ကြောင့်မလို့စားပေးရမယ် 9906ကို16နဲ့ဆားလိုက်လို့ရှိရင်ကြတော့အတိအကျရလာမယ်ဒါပေမဲ့ severity မှာတော့မဘာလို့ပြီးမှတက်မှာလဲဆိုတော့ခက်မှန်းပြီးတော့မှတက်မယ်ရပြီနော်အဲ့တော့ဒါစားပေးရမယ်ဆိုရည်တစ်ချက်တင်ရပြီအဲ့တော့ပေးထားချက်ရင်းမယ်ကျဲဥစုစုပေါင်းကျဲဥစုစုပေါင်းနေ9906လုံးတအိတ်တွင်ထဲတော့ကျဲဥကတော့16လုံးတအိတ်တွင်ထဲတဲ့ကျဲဥက16လုံးလိုအပ်မိအိတ်ပေါင်းဒါမှမဟုတ်ဘယ်လိုရေးလို့ရလဲပြုလို့ရမိအိတ်ပေါင်း ပြုလို့ရမည်အိတ်ပေါင်းသည်ဘလောက်လေပေါ့ question mark ဆက်မလို့အဲ့ဒါကိုလိုချင်တယ်ဆိုတော့9906ကိုဆက်ရှင်းနဲ့စားပေးရမယ်သူ့ကိုအဲဒီကိန်းတစ်ခုစီရဲ့အမြင့်ဆုံးနေရာခန်းန်းနေရာကိုခန့်မှန်းမှာဆိုတော့ခု10ရာထောင်ဒီနေရာဒီအမြင့်ဆုံးဒီနေရာကိုခန့်မှန်းချင်တာထောင်နေရာကိုခန့်မှန်းချင်တာဆိုတော့နောက်က9ဆိုတော့ရှေ့ကိုတိုးလို့ရတာဖြစ်တဲ့အတွက်ကြောင့်မလို့6ထောင် ကဲ78 78ရဲ့အမြင့်ဆုံးနေရာလေး10 10ဆိုတော့တင့်နေရာဒီနေရာကိုခံမှန်းကျင်တော့နောက်တော့8ဆိုတော့8ကိုတိုးတိုးလို့ရတယ်တိုးလိုက်တော့20ဆိုဆရာမတော်က6000ကိုမှ20နဲ့စာမယ်ဒီမှာပဲအစားအသွင်လက်တွေ့ဒါကြောင့်ကိုယ့်ရဲ့သဘောပါပဲเนาะဆရာမတော်ကခဏခဏမပြောတော့ပါဘူးဆိုတော့ဆရာမတို့ဒီမှာ3ညနေရှင်းလိုက်တဲ့အခါမှာ236 300ဆိုပြီးရတယ်ရပြီเนาะအဲ့ခါကျတော့ဒီမှာ300ခဲဆိုတော့ပြုလို့ရပြီအိတ်စုစုပေါင်းဒီ 308ခန့်ပေါ့ဟုတ်လားရပြီเนาะကဲဒါဆိုဆရာမတို့ဒီအခန်းစလေးနိယတံမှုမြောက်အသုံးပြုရွတ်ချင်းလည်းပြီးသွားပြီအဲ့တော့ကလေးတို့အနေနဲ့မသိတာရှိလို့ရှိရင်လည်းအာမိခဲ့ပါနောက်ဗီဒီယိုမှာအခန်းစံကခောက်ချိုးညီချင်းကိုဆက်ပြီးတော့သွားမှာဖြစ်ပါတယ်ခုလိုဆုံးထိနှာထောင်ပေးတဲ့အတွက်ကျေးဇူးများရည်တင်ပါတယ်ရှင် like comment subscribe လုပ်ပေးပါ